လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပါတီဗဟိုက ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့မှာမဲဆွဲစည်းရုံးရေးတင်နန်းပေးနေပါတယ်။ RFA သတင်းနောက်မက်ရွှေမြင့်စုကတင်ပြပါလိမ့်မယ်ရှင်။ SNLD ပါတီကကိုယ်စားလှယ်လောင်းတွေကိုမဲဆွဲစည်းရုံးရေးနဲ့ပါတီညီလာခံကို မနေ့ကစပြီးစက်တင်ဘာ10ရက်နေ့အထိ၃ရက်ကြာကျင်းပပေးနေတာဖြစ်ပါတယ်။ ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာပင်လုံစာချုပ်ပါကတိကဝတ်တွေကိုပြန်လည်အကောင့်ထဲပေါ်နိုင်မှုဒီညီလာခံကိုတမိုင်းဝင်ပင်လုံမှာကျင်းပတာဖြစ်တယ်လို့ပြောပါရယ်ဒီမြို့တော်ဘုရားလည်းဒီနှစ်ဖန်ကြရင်ပြစ္ဆာဒိဋ္ဌာန်ဆိုခိုင်းမယ်ပါတီရဲ့ပြစ္ဆာဒိဋ္ဌာန်ဆိုခိုင်းမယ်ပြီးလို့ရှိရင်ကျွန်တော်သင်လက်ဆက်ပေးသွားမယ်နောက်သူတို့မရှင်းလင်းနိုင်မေးပြုတဲ့ခါကျရင်ကျွန်တော်ရှင်းပြပေးမယ်ဆိုတော့เนาะအဲ့ဒါပြီးတာနဲ့ကျွန်တော်လူစုဖွဲ့ပြီးတော့မှဟိုကစီယုံရေးဆင်းသွားမှာပေါ့เนาะ နန္ဒီပါတီကကိုယ်စလဲလောင်းတွေအဖြစ်လူငယ်နဲ့အမျိုးသမီးတွေကိုဦးစားပေးရွေးချယ်ထားတယ်လို့ပြောပါရယ်ပါတီကိုယ်စလဲလောင်းစုစုပေါင်း158ဦးရှိပြီးအဲ့ဒီထဲမှာအမျိုးသမီးကိုယ်စလဲလောင်း28ဦးပါဝင်ပါရယ်အခုလိုမျိုးပေါ့နော်အမျိုးသမီးတွေကဟိုနေရမရဘူးဘာပဲဖြစ်ဖြစ်ပေါ့ဟိုတလက်ပြန်ပြောချင်တာကတော့အမားတို့ကပခက်လေးလဲလွဲမယ် ကလေးလေးလဲကြော်ပိုးမယ်ပေါ့နော်တစ်ဖက်ကနေပြီးတော့မှနာမှန်းမဲ့ဒီမအားနေတဲ့တစ်ဖက်ခါဒီကိုရဲ့နှလုံးရည်နဲ့ကိုမရှိတဲ့စွမ်းရည်လေးနဲ့ဒီဒီသမိုင်းတစ်ထူထောင်တဲ့နေရာမှာကိုသမိုင်းစာမျက်နှာလအောင်ရေးတဲ့နေရာမှာကိုဘောပန်လေးကိုကိုက်ရင်ပြီးတော့မှဘောင်ဝင်ပြီးတော့မှအားဖြည့်ပြီးတော့မှရေးပြန်စေလို့ပဲအမထပ်ပြီးတော့ပြောချက်မှာလေ SNND ပါတီဟာဝင်ရောက်ရှင်မြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးရေးအတွက်တမျိုးနယ်မှာအနည်းဆုံး70သိန်းကနေ15သိန်းထိဘ ਹੁ ကနေထောက်ပံ့ပေးသွားမယ်လို့သိရပါဗျ SNLD ပါတီဟာရှမ်းကချင်ကယားပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးတွေမှာပြည်내လွှတ်တော်ကိုယ်စားလှယ်88ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်38ဦးနဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်10ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။